မင်္ဂလာနေ့ရက်လေးပါခင်ဗျာဒီနေ့ကျွန်တော်ဆရာနိုင်စောလေးစီကလေးရဲ့တည်ရေးကဘာပြောပြရတဲ့ခဏတာတခြင်းလေးရဲ့အကြောင်းဆိုရဲဆောင်းပါးလေးကို ပြန်လည်မျှဝေခြင်းပါတယ်တည်ရေးကဘာပြောပြရတဲ့ခဏတာတခြင်းလေးရဲ့အကြောင်းခဏတာတခြင်းရေးဆရာရဲ့ဇလန်းလေးကတော့ဒီလိုပါ ဒီတချင်းလေးဖြစ်လာစေတဲ့ကျွန်တော်ရဲ့ချစ်သူကတအားကိုချောပါတယ်။ကိုရီးယားမင်းသမီးလေးလို့ထင်ရတော့အောင်မြင်ရသူတိုင်းငေးရတော့မတက်လာသူလေးပါ။သူနဲ့ကျွန်တော်ကျူရှင်တခုမှတွေ့ခဲ့ကြတာပါ။ကျွန်တော်တက္ကသိုလ်ဒုတိယနှစ်မှာသူ့ကိုချစ်တဲ့အကြောင်းဖွင့်ပြောခဲ့ပါတယ်။တနည်းတော့ကြာတက္ကသိုလ်တတိယနှစ်မှာ သူကကျွန်တော်ကိုပြန်ပြီးချစ်တဲ့အဖြစ်ပြီးခဲ့ပါတယ်။ သူ့ရဲ့အဖြေကိုရတဲ့နေမှာပဲသူ့စီကထူးထူးဆန်းဆန်းဒိစာတခုလေးကျွန်တော်ကိုသူကဖွင့်ပြောပြခဲ့ပါတယ်သူ့မှာချစ်သူရှင်နေပြီတာအဲ့ဒီချစ်သူကဂျပန်မှာရှိပါတယ်အဲ့ဒီချစ်သူကသူနဲ့သူ့မိသားစုအတွက်တရကို၃သိန်းထောက်ပံ့ပံ့ပိုးပေးနေပါတယ်ဒါပေမဲ့ကျွန်တော်ကိုတနာလို့သူအဖြေပေးခဲ့တာပါသူ့ရဲ့ အရင်ဇလန်းကိုနားလည်ပြီးပါလို့ပြောလာတော့အတန်ဖန်းစတူဒီယိုမှာအတန်ဖန်းအင်ဂျင်နီယာကတလ3000ပဲရတဲ့ကျွန်တော်မှာဂျပန်ကချစ်သူလို့မထောက်ပံ့ပေးနိုင်တဲ့လူမွဲဂစ်တာသမားမျိုးချစ်လွန်းတဲ့အစီနဲ့သူ့ဘက်ကိုနားလည်ပြီးခဲ့ပါတယ်တကယ်ပဲသူ့ကိုကျွန်တော်အရန်ချစ်ပါတယ်ဒါကြောင့်ဂျပန်ကသူ့ဤဆောင်ရှေ့ရာကိုလည်းခွင့်လွှတ်နိုင်ခဲ့ပါတယ် နော်သူနဲ့ကျွန်တော်ရည်စားတတန်းအရှိန်ရလာတဲ့အချိန်မှာတော့ကျွန်တော်နဲ့သူ့ရဲ့ချစ်စရံကိုဂျပန်မှာရောက်နေတဲ့သူ့စပွန်ဆာချစ်သူကတည်သွားပါတော့တယ်။အဲဒီမှာ ကျွန်တော်ချစ်သူလည်းထိတ်လန့်တုံ့လို့သွားပါတော့တယ်။ဒါကြောင့်သူတို့ဘဝရည်တည်မှုအတွက်တလားတလားပံ့ပိုးပေးနေတဲ့ငွေကြေးနဲ့ကျွန်တော်ကိုလဲလေကိုဆုံးဖြတ်လိုက်ပါတော့တယ်။သူက ျွန်တော်ကိုသူ့မိသားစုနဲ့သူ့ဂျပန်ချစ်သူမိသားစုဆုံပြီးစောင့်နေကြတဲ့သူ့အိမ်ကိုလိုက်လာဖို့ခေါ်ခဲ့ပါတယ်။ကျွန်တော်လည်းသူ့ဆန္ဒအတိုင်းဖြစ်စေဖို့လိုက်သွားခဲ့ပါတယ်။သူကကျွန်တော်ကိုမိသားစုအားလုံးရဲ့လေဂျပန်ပြည်ကသူ့ဤစားစီ ဖုံးဆက်ပြီးစကားပြောဖို့ခေါ်သွားခဲ့တာပါ။သူပြောခိုင်းတဲ့စကားက ကျွန်တော်တဲ့သူနဲ့ဘာမှမပတ်သက်ပါဘူးကျွန်တော်က သူ့ကိုတမင်တက်တက်လိုက်ပြီးလူတွေထင်သိအောင်ကြီးစားဖြစ်နေတယ်လို့တရင်ညွှန်တာပါလို့ပြောပြပါလို့ဆိုပြီးတာဝန်ပေးပါတယ်သူ့မိသားစုရဲ့ရှေ့မှာတကယ်ဖုံးပြောတဲ့အချိန်သူ့ကိုချစ်လွန်းတဲ့စေချောင်းကျွန်တော် သူ့တင်ပေးတဲ့အတိုင်းစိတ်နာနာနဲ့ပြောလိုက်ခဲ့ပါတယ်ဂျပန်က ူဟီစာကကျွန်တော်ကိုစိတ်ဆိုးပြီးဖုန်းထဲကနေဆေးပါတော့တယ်။မင်းကအချောက်တယ်။သူမြာဟီစာကိုမရလို့နာမည်တိုက်ဖြတ်နေတဲ့ကောင်ဆိုပြီးပပဆက်ဆက်ပြောတာကိုနှစ်ဖက်မိပါအတိုင်းဝိုင်းချမှာခေါင်းကိုခံရင်ကျွန်တော်ရဲ့လာစာတုံတုံလေးကတော့ငါတော့သူ့ကိုပေးပြီးသူ့ဘဝအဆင်ပြေဖို့ကျွန်တော်ဘဝအပြတ်ခံခဲ့ပါရဲ့ အဲ့ဒီနေ့ကစပြီးသူနဲ့ကျွန်တော်ရဲ့ဇလံပြီးဆုံးခဲ့ပါတယ်။နောက်တော့ဒီလိုလန့်ခွဲပြီးတလားတော့ကြာထမင်းကျော်ဆိုင်တခုမှသူနဲ့ကျွန်တော်ပြန်ဆုံးခဲ့ပါတယ်။အချိန်ကတော့မနက်ပိုင်းအဲ့ဒီဆိုင်ကလည်းသူနဲ့ကျွန်တော်ထိုင်နေကြပါသူကကျွန်တော်ကိုတွေ့တော့ငိုပါတယ် ကျွန်တော်လည်းကျွန်တော်ချစ်သူကျွန်တော်အတွက်ဝန်နေတာကြောင့်ငိုရဲထင်ပြီးစိတ်ထဲမှာကျွန်တော်ကိုချစ်သေးတယ်ထင်ပြီးအယံဝမ်းသာအံ့ဩသွားပါတယ်။သူကကျွန်တော်ကိုအခုလိုပြောပြပါတယ်။ငါတော့ဝတ်လေပြီ။နင်းနဲ့ပြက်ပြီးငါရည်စားနောက်တယောက်ဖြတ်ထားလိုက်တည်တယ်။အဲဒီကောင်ကငါ့ကွယ်ရမှာတခြားကောင်မလေးတယောက်နဲ့တွေ့နေတာ။ငါညီမကတွေ့လိုက်တော့ငါအစားစီဆိုပြီး သူ့ကိုဝန်စကားပြောတယ်။မိုင်းညီမကိုလည်းတွေ့ရောလူမနေပြီလို့ပြောပြီးထွက်ပြေးသွားတယ်။မာဂျပန်ကငါကြီးစားအတွက်ဝတ်လေတာ။သူ့နောက်ွယ်မှာနေနေရှုံပြီးတော့အခုလိုဖြစ်တာဆိုပြီးပြောပြတော့မှ သူ့မျက်ရည်ဟာ ကျွန်တော်အတွက်မဟုတ်ပဲဂျပန်ကသူ့ကြီးစားအတွက်ဖြစ်မှန်းသိလေရတော့ကျွန်တော်ဘဝကိုတော်တော်သနာမိပါရဲ့။အဲဒီလိုအတဲ့နှလုံးနဲ့မိန်းကလေးကိုမှ ချစ်ခဲ့မိတဲ့ကျွန်တော်တို့ဓမ္မရဲ့အကြောင်းကြည်ကွဲစွာ ရေးမိတဲ့တခြင်းကခဏတာတခြင်းလေးပါပဲပထမဆုံးကြပြာအဖြစ်စာရေးခဲ့တာပါတခြင်းအဖြစ်ရေးပြီးချိန်ကျွန်တော်ဂီတာနဲ့ဆိုနေတာကို ကျွန်တော်ကိုပြေကြလို့အခုလိုယူဆိုဖြစ်တာပါအခုလိုမျိုး သူ့ရဲ့တကယ်နောက်ွယ်က အချင်းစရံလေးကိုပြောပြနေတဲ့ဂစ်တာသမားလေးကိုကျွန်တော်က ကိုချင်းစာစိနေမင်းအခုကောမင်းဤစားကိုတရိယာသေးရလားလို့မေးကြည့်လိုက်တော့တရိယာပါတယ်လို့ဖြေရှားပါတယ်သူ့မျိုးလုံးတွေကတော့ခဝေးဝေးကိုကြည်ရင်ရီဝေးဝေးဖြစ်နေပါတယ်အတိတ်ကိုပြန်တရိယာနေတာလေဖြစ်နိုင်ပါတယ်လीကျွန်တော်က သူတချင်းတွေကကျွန်တော်ကြိုက်တဲ့စာသားလေးရဲ့အကြောင်းကိုမေးလိုက်မိပါတယ်။ရခုတန်ကျေကမှငါအဖြစ်ဖြစ်ရတယ်ဆိုတာမင်းနမီကြီးလိုပြိတဲ့ရခုတန်အပြေးမှုရတော့မှ မင်းကောင်မလေးကမနာလိုတဲ့စိတ်ကြောင့်စွန့်ခွာသွားတာကိုဆိုလိုချင်တာလားလို့မေးလိုက်တော့သူက မဟုတ်ဘူးအကိုကျွန်တော်ဆိုလိုချင်တာကရခုတန်ဆိုတာလက်နှစ်ဖက်နဲ့ပြီးမှမိတာပါ။ သူ့လက်နဲ့ကျွန်တော်လည်းနှစ်ဖက်ပေါင်းတီးပြီးမှလက်ခုပ်တန်ကြေကြေကြာရမှဒီကိစ္စဟာကျွန်တော်တယောက်တည်းလုပ်တာပါသူ့ဘက်ကလုံးဝမဟုတ်ပါဘူးဖြစ်ခဲ့သမျှကိစ္စတွေဟာသူနဲ့ဘာမှမဆိုင်ပါဘူးလို့ကျွန်တော်ပေါ့အပြစ်ပုံချတဲ့ချစ်သူတို့အတွက်ကျွန်တော်ရည်ရွယ်ပြီးရေးသားထားတာပါအခုလိုသူ့ရဲ့အိပယ်ကို တိုးတိုးညင်သာစွာ ပြောပြတဲ့တချင်းကြီးဆရာဂစ်တာသမားလေးကဘာကို မလေးစားပဲမနေနိုင်တော့ပါဘူးအနုပညာသမားတို့ရဲ့ဘဝဟာတကယ်တော့ပြည့်တဲ့ချစ်တဲ့တချင်းတွေနားထောင်ရဖို့ကိုယ်ဘဝနဲ့ရင်ပြီးအပင်မခံအစင်းရဲခံမိန်းကလေးတွေရဲ့လှည့်စားမှုမာယာတွေကိုဝမ်းသာအားရရယူပြီးမှတချင်းလေးတစ်ပုဒ်နဲ့ တဲ့ဘဝလုံးမဲနေရတဲ့တခြင်းရေးဆရာတွေဒီတာသမားတွေရဲ့အဖြစ်မှန်ကိုတခြင်းချစ်သူပရိသတ်တွေသိနိုင်ဖို့သူ့ကိုတိလိုသမားတွေမင်းမြန်ကြည်ချိန်မှာသူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးအခြေအနေကိုမင်းမြန်ဖြစ်ခဲ့ပါတယ်သူကအခုလိုမျိုးပြန်လဲပြောပြခဲ့ပါတယ်ကျွန်တော်ချစ်သူဟာအခုအိမ်အောင်ကြာသွားပါပြီသူတစ်ချိန်လုံးအနိုင်ယူခဲ့တဲ့ ကျွန်တော်လည်းသူ့ခင်မွန်းမဟုတ်ပါဘူးဂျပန်ကသူ့ကိုလာစဉ်ထောက်ပံ့ပေးခဲ့တဲ့သူ့ရည်စားနဲ့လည်းမอยู่ဖြစ်ပါဘူးရန်ကုန်ကကုမ္ပဏီပိုင်ရှင်တယောက်ရဲ့သားနဲ့ယူလိုက်ပြီးကလေးတယောက်တောင်ရနေပါပြီသူနဲ့ကျွန်တော်မကြသေးခင်က BK Shopping Center မှာတွေ့ပြလိုက်ပါသေးတယ်သူကတော့ဖလှနေတော့မှာပဲကျွန်တော်ကိုရုပ်ပြတွေ့လိုက်ရတော့သူ့ အံ့ဩသွားပုံရပါတယ်။ကျွန်တော်ကလည်းအမတ်မရှိသေးပဲစကားလိုက်ပြောလိုက်ပါသေးတယ်။နင်ဘာတွေလုပ်နေတယ်လို့လိုက်ပြောဖြစ်ခဲ့တာပါ။သူကတော့တသက်လုံးနိုင်နေကြကျွန်တော်ကိုဖုတ်လိုက်တဲ့ငပီရှင့်နေတဲ့ပုံစံတောင်မပြပဲငါလင်းယူသွားမွေးလုပ်နေတယ်လို့ထပ်မံမှပြန်ဖြေပြီးသူသွားစရာရှိတဲ့နေရာကိုခက်တီတီဘာခံစားမှုမှမရှိတော့တဲ့ပုံစံမျိုးနဲ့ကြောက်ခိုင်းပြီးဖွက်သွားတာကို နောက်ဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်ကဲနားဆင်သူပရိသတ်ကြီးလည်းအခုလောက်ဆိုရဲဆက်တက်တဲ့မင်္ဂလီတယောက်ကြောင့်ခံစားမှုတွေလက်ဆောင်ရသွားတဲ့ဂစ်တာသမားလေးရဲ့ခဏတာတခြင်းလေးနောက်ွယ်ကတကယ်အချစ်ဇလန်လေးကိုတီးခဲ့ရပြီမို့အနုပညာသမားဆိုတာဘယ်လိုလူစားတွေလဲဆိုတာသိကျင်ကြသူတွေအတွက်ဒီတခြင်းလေးကတက်တေခံ အထောက်ထားပါပဲအရှင်သမားတွေဟာအနုပညာသမားတွေပါပဲလို့ယင်ခွန့်ပြလိုက်ခြင်းပါတော့တယ်နားလေခံစားနိုင်ကြပါစီ နိုင်စောလေးစီကလပ်2009ဩဂုတ်လို့ကြာနေဒီတနေပဲမှာဝါခနာဘာငါတိရဲ့ချေရဲ့မင်းတွေ့ပေးမထားဟာမိုင်းကုန်မဲတော့မင်းနာမလဲ con de canet y si de mere viene de llamada con y mi oye mi mare ni ña ga mu ne re ma ña le kwa la kwe la ko ta je ga ma na ye pi la kwe ညောင်စလုံးမှာခဲ့တယ်ချိန်လိုမှပြန်လဲဖို့ခဲ့ မင်းဘွားကိုတိဆောင်ရင်ငါဘွားပြန်ရတယ်ဘင်းညကလုံးငယ်တယ်ကံယောစင်ကိုကခနာတာစေချင်ဘေဘနာမင်္ဂဆူရာယံဘေအကုမင်းနာမလဲကိုဒေကနေတီစီစိမ့်မဲရချစ်တာကိုဘာတာကိုနေမြောင်းရဲ့ မိကလေးမင်းမာတယ်နောက်ဆုံးလာခွဲပဲနေထားခဲ့ရတယ်ဒီကူကိုနဲ့ကြုံမှာဆွဆွဲချက်ပြင်လာတယ်ညစလုံးမာခဲ့တယ်ကျေလို့မပြလဲဘုခဲဒီဘဝကိုဒီဆောက်ပြီ ငါဘွားပြရတယ်ဒီရကားလုံးနေတယ်ဘွားတကူကိုတည်ဆောင်ရင်ငါဘွားပြရတယ်နာစောလာခွဲပဲနေထားခဲ့ရတယ်ဒီတစ်ခုကိုနဲ့ကြုံမှဆွဆွဲချက်ပြင်းလာတယ်ညောစလုံးမှခဲ့တယ် တင်ရောမပြန်လဲဖို့ခဲမြေဘွားကိုတီဆောင်ပြီးငါဘွားပြန်ရတယ်မြင်းကောင်လုံးခဲ့တယ်โอ้โอ้โอ้ 女人讲拢会的，男人呢就难过的。那后头人家妈，我也撇了的。要是老妈晓得，趁老妈撇了不开，我怕过多少年，我怕撇也得。女人讲拢会的。OK。 နိုင်စော်လေးစီကလေးရဲ့တင်းရေးကဘာပြောပြခဲ့တဲ့ခဏတာတခြင်းလေးရဲ့အကြောင်းအားပြန်လည်မျှဝေပေးကြတာပဲဖြစ်ပါတယ်။အဆုံးခေလိုက်ပါစီမျောပေးခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။